အော်တိုဘားလာ21ရက်နေ့ကအမေရိကန်ခေါ်မိုးပြန်ချာနိုပိုင်းဆိုတဲ့ 9M730 reverse နဲ့ nuclear တင်ဆောင်နိုင်တဲ့ဒုံးကျည်တက်ကိုစမ်းသပ်ပစ်လို့ပြီးနောက်ပူတင်ကအော်တိုဘားလာ2ရက်နေ့မှာနောက်ထပ်မဟာဗျူဟာမြောက် nuclear လက်နက်ဖြစ်တဲ့ရင်းငုတ်သင်္ဘောကနေပစ်လွတ်တဲ့ Poseidon Super Torpedo ဒုံးကျည်ကိုစမ်းသပ်ပစ်လွတ်တာအလွန်အောင်မြင်တယ်လို့ထုတ်ပြန်သွားခဲ့ပါတယ်။ 9M730 reverse နဲ့ကိုရုရှားကပောက်ကွဲသွားတဲ့ နျူကလ িয়ার ဆက်ယုံကြီးချာနိုဘိုင်းနဲ့နှိုင်းရတာဟာပြစ်ခံရတဲ့နိုင်ငံရဲ့ပျက်စီးမှုထက်ပြစ်ခတ်ဖို့စမ်းသပ်ရမှုတွေနဲ့စတင် ပြစ်ခတ်တဲ့လန်တလျှောက်ရေဒီယိုတပ်ထူကြွမှုတွေကရုရှားကိုသာပိုထိခိုက်စေတာကြောင့်လို့ဆိုပါရယ်ခုရင်ငုတ်တင်မောကပြစ်လွတ်အင်ဂျင်မှာတက်ဆင်စမ်းသပ်ပြစ်ခတ်မှုမှာ ပိုဆိုင်ဒွန်စူပါတိုဘီဒိုလုပ်ငန်းဆောင်တာဟာအလွန်အောင်မြင်တဲ့အတွက်ပကံပြားပေါ်ကဘီစကစ်လိုစားဖို့အသင့်ဖြစ်နေပြီး ရေအောက်တူပီတိုဖြစ်တာကြောင့်ဘသူမှတားဆီးနိုင်ဖို့မဖြစ်နိုင်သလိုမိမိတို့ပိုင်စားမတ်တိုက်ချင်းပြင်နျူကလ িয়ার ဒုံးကြီးထက်ပိုပြီးပြင်းထန်ထိရောက်တယ်လို့ပူတင်ကကြုံဝါသွားခဲ့ပါတယ်ဒီပိုဆိုင်ဒွန်တော်ပီတိုဟာရေအောက်အနက်ပေ၃000ထိငုပ်ပြီးတနာယီ135မိုင်နှုန်းနဲ့ပြင်မှတ်ကိုပြစ်ခတ်နိုင်သလိုပြင်မှတ်ကန်ယိုရန်အရောက်နျူကလ িয়ার တင်ဆောင်ဖောက်ခွဲရင် ရေဒီယိုတက်တူကြွဆူနာမီလှိုင်းတွေရဲ့ရိုက်ခတ်မှုကဘသူမှအကန့်ချေဒေတာတွေမှာဆက်ပြီးနေထိုင်လို့မရတော့တဲ့အထိပြင်းထန်ထိရောက်တယ်လို့ရုရှားဘက်ကထုတ်ပြန်သတိပေးထားပါတယ်။လုံခြုံရေးအထူးကြွညင်သူဖိလစ်အင်ဂရန်ကရုရှားဟာအဲ့ဒီပိုဆိုင်ဒွန်တိုဘီဒိုကိုနျူကလ িয়ার ထိပ်ပူးတက်ပြီးစမ်းသတ်တယ်ဆိုတာမဖြစ်နိုင်ကြောင်းနဲ့တခါစမ်းသတ်မှုကရေဒီယိုတက်တူကြွမှုကိုအဲ့ဒီ တက်ရောက်နေမည်တလျှောက်ခံရနိုင်တာကြောင့်တကယ်တမ်းရွေးချယ်စရာလည်းမရှိတော့မှသာနျူကလ িয়ার ထိပ်ဖူးတက်ပြီးပြစ်ခတ်လိုက်မယ်လို့သုံးသပ်သွားခဲ့ပါတယ်။ရုရှားဘက်ကအမေရိကန်နဲ့သဘောတူထားတဲ့နျူကလ িয়ার လက်နက်တွေမစမ်းသပ်ရဆိုတဲ့သဘောတူညီချက်ကိုဖောက်ဖျက်ပြီးခုလိုနျူကလ িয়ার လက်နက်တွေစမ်းသပ်ပြစ်ခတ်နေတာကြောင့်ဒေါ်နယ်ထရန့်ကလည်းနှစ်30ကြာရပ်ဆိုင်းထားတဲ့နျူကလ িয়ার လက်နက်စမ်းသပ်ပြစ်ခတ်မှုတွေကို ပြန်လည်လှုပ်ဆောင်ဖို့ပင်ဂွန်ကိုအော်တိုဘာလ29ရက်နေ့မှာအမိန့်ပေးခဲ့ပါတယ်။